မိဘတွေပိုင်ဆိုင်တဲ့အင်ကိုလွှဲပြောင်းရောင်းချခြင်းသားသမီးတွေရဲ့သဘောတူညီချက်ရယူရန်လိုအပ်ပါသလားအားလုံးပဲမင်္ဂလာပါကျမကတော့ LLB2 မြန်မာလောဘန်ကတရားလွတ်တော်ရှိနေဒေါ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့လောဘန်နေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေရရရှိပါတယ် ဒီနေ့ကျမဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကမိဘတွေပိုင်ဆိုင်တဲ့အိမ်ကိုလွှဲပြောင်းရောင်းချခြင်းသားသမီးတွေရဲ့သဘောတူညီချက်ရယူရန်လိုအပ်သလားဆိုတာနဲ့ဆက်လင်းပြီးတော့အကြံဉာဏ်လေးဆွေးနွေးပေးမှာပဲဖြစ်ပါတယ်။အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။မြန်မာတလိထုံနာဥပဒေအရအမွေပစ္စည်းဆိုတာအမွေရှင်တည်ဆုံးမှသာလျှင်အမွေပစ္စည်းဆိုတာဖြစ်ပေါ်လာပါတယ်။မိဘတွေတက်ရှိထင်ရှားရှိနေသေးတဲ့၍မိဘတွေပိုင်ဆိုင်တဲ့ပစ္စည်းဟာ အမွေပစ္စည်းမဟုတ်သေးပါဘူး။သူတို့ပိုင် ဲ့ကိုပိုင်ပစ္စည်းသားလင်းဖြစ်ပါတယ်။ဒါကြောင့်မလို့မိဘတွေကသူတို့ပိုင်တဲ့ပစ္စည်းကိုသူတို့သဘောကျလွဲပြောင်းရောင်းချပေါင်နှံပေးကမ်းတာကိုပြုလုပ်ပိုင်ခွင့်ရှိပါတယ်။ဥပဒေကြောင်းအရသားသမီးတွေအနေနဲ့တစုံတရာကန့်ကွက်ခွင့်မရှိသလိုသူတို့ရဲ့သဘောတူညီချက်ကိုလည်းရယူရန်လိုအပ်ခြင်းမရှိပါဘူး။ဒါကြောင့်မလို့မိဘတွေပိုင်ဆိုင်တဲ့ပစ္စည်းကိုလွှဲပြောင်းရောင်းချတဲ့အချိန်မှာဥပဒေကြောင်းအရသားသမီးတွေရဲ့သဘောတူညီချက်ကိုရယူရန်လိုအပ်ခြင်းမရှိနိုင်ဘူးဆိုတာလေးကိုကျွန်မအကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါတယ်။နောက် ောက်တစ်ပိုင်းမှာတော့ကျမသက်ဆိုင်ရာခေါင်းစဉ်လေး like ဆက်ပြီးတော့ဆွေးနွေးပေးပါဦးမယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်